ပဲခူးတိုင်းအုတ်တွင်မြို့နယ်ညောင်ခြေတော်မြို့မှာစက်တင်ဘာလ30ရက်နေ့ကပဲခူးရိုးမတောင်ကြားရေကြောင်းမြို့ထဲမှာရေကြီးရေချင်လာပြီးတိုက်နယ်စေုံကလူနာတွေကိုအရေးပေါ်အကဲထုတ်ခဲ့ရတယ်လို့ဒေသခံတွေနဲ့အကဲစည်သမားတွေကပြောပါတယ်။မနက်9နာရီဝန်းကျင်ကစပြီးပဲခူးရိုးမတောင်ကြားရေများလာပြီးပြောင်သေးချောင်းကတဆင်မြင်းနေပိုင်းနဲ့တိုက်နယ်စေုံမှာရေကြီးရေရှမ်းလာတာကြောင့်စေကုသမှုခံယူနေတဲ့လူနာအယောက်20လောက်ကိုအရေးပေါ်ရှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။ ရုတ်တရက်ရေကြီးရေရှမ်းလာပြီးနောက်ညောင်ခြေတောင်မြို့မှာနေတချို့ပြက်စီတာရှိပေမဲ့လူထိခိုက်သေးဆုံးတာမရှိသေးဘူးလို့ကုညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။ မြင်းနှိပ်ပိုင်းနဲ့ရန်ကုန်မန္တလေးကမ်းလှမပေါ်မှာလည်းရေရှမ်းနေပြီးရေထက်တက်လာနိုင်တာကြောင့်အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့အပူပိုင်းတိုက်ဖွန်းမုန်တိုင်းအချိန်ကြောင့်ဒေသရင်းဗီယက်နမ်လာအိုထိုင်းနဲ့မြန်မာနိုင်ငံတို့မှာမိုးများပြီးရေကြီးမြေပြိုတာတွေဖြစ်ပေါ်ခဲ့တာပါရှင်